လူရဲလို့ဖြစ်လာရင်ပတ်ဝန်းကျင် ဆိုတာနဲ့မတွေ့ချင်လဲတွေ့ချရတာအဲ့ဒီပတ်ဝန်းကျင်ဆိုတာကလည်းကိုယ့်အပေါ်ကောင်းတဲ့လူရှိတယ်လို့ကိုယ့်အပေါ်မကောင်းတဲ့လူတွေနဲ့လည်းတွေ့ရနိုင်တာပဲကိုယ့်ကိုချစ်တဲ့လူတွေနဲ့တွေ့ရတယ်လို့ကိုယ့်ကိုမုန်းတီးတဲ့လူတွေနဲ့လည်းတွေ့ကြရမှာပဲကိုယ့်အပေါ်စောင့်ရှောက်တဲ့လူတွေနဲ့တွေ့တယ်လို့ကိုယ့်အပေါ်မှာရံညိုးဖွဲ့တဲ့လူတွေနဲ့လည်းတွေ့ရတတ်တာပဲလေ ကိုယ်ပေါ်ရန်ညိုးဖွဲ့တတ်တဲ့လူတွေနဲ့တွေ့ကြုံရတဲ့အခါမျိုးတွေမှာဒေါသမထွက်လိုက်ပါနဲ့ရန်ကိုရန်ချင်းမတုံ့ပြန်လိုက်ပါနဲ့တန်တရာရှည်တတ်တယ်မေတ္တာထားပေးလိုက်စမ်းပါကိုယ်ပေါ်မကောင်းတဲ့လူတွေနဲ့တွေ့တဲ့အခါကြရင်လေသူတို့မကောင်းလို့ငါပြန်မကောင်းလိုက်မယ်လို့မတွေးလိုက်ပါနဲ့ဆုတောင်းပေးလိုက်စမ်းပါငါအဆင်ပြေခြင်းလို့သူတို့လည်းအဆင်ပြေကြပါစေငါချမ်းသာခြင်းလို့သူတို့လည်းချမ်းသာကြပါစေ ဘေးဘယံမခအေးချမ်းကြပါစေလို့ဆုတောင်းပေးလိုက်စမ်းပါလောကကိုအလဲလာကြတဲ့ဧည့်သည်ချင်းအတူတူလေးသူလည်းဧည့်သည် ကိုလည်းဧည့်သည်ပဲဘာကြောင့်များမာမာနပြီးပြိုင်နေကြရတာလဲဘာကြောင့်များမနာလိုအမုန်းတရားတွေပွားနေကြအောင်ပါလဲဘာကြောင့်များတယောက်နဲ့တယောက်ဆောင်းပြောင်းညူစုပြီးတော့ ပြန်ဆိုင်နေကြအောင်ပါလေအချိန်ကုန်ပါလေလာရလမ်းတွေတူခဲ့ကြသလိုရောက်ခဲ့တဲ့ဘဝခရီးတွေလည်းတူနေကြပြီနော်ဒါပေမဲ့ပြန်ရမယ့်လမ်းကတော့ဘယ်နည်းနဲ့မှ တူမှာမဟုတ်ဘူးကောင်းသောလာခြင်းနဲ့ကောင်းသောလူဘဝကိုရောက်လာခဲ့ပြီပဲလေအကောင်းဆုံးတွေပဲယူပြီးတော့မှ ပြန်သွားကြစမ်းပါပြန်ဖို့အတွက်ပြင်ဆင်ကြစမ်းပါ တလုတ်တဆုတ်ရေတမုတ်ကွန်းတန်ရထမဲတလုတ်ကလေးပေးကမ်းကြစမ်းပါလူရန်ကြစမ်းပါထောက်ပန်းကြစမ်းပါကိုချင်းသီလာတွေကောင်းအောင်ကိုချင်းတရားတွေကောင်းအောင်စောင့်ထင်းကြစမ်းပါစင်ကြင်ကြစမ်းပါနောက်ပိတ်ဆုံးခန္ဓာဘောကိုညံရောက်အောင်ဝိပဿနာတရားတွေကိုစူးစမ်းပွားများအထောက်ကြစမ်းပါအကောင်းဆုံးဘဝရထားရင်အကောင်းဆုံးနေတော့ပအောင်ယူသွားရမယ်မို့လားဒါကြောင့် ရံညိုးမဖွဲနဲ့မေတ္တာထားပါကြိုင်ဆိုင်မှုတွေလုံးဝနေနဲ့ကိုလို့ဆရာရှိတာကိုကိုအကောင်းဆုံးလုပ်ပါနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြ